Rated Honorable မင်္ဂလာပါရှင်မန္တလေးခတိမပြတဲ့ကျဆွန်လာရေးပါရှင်ဂျော့ဆန်စုကြည်ကမြန်မာပြည်ရဲ့ငလင်ဘီအတွက်ဘလောက်ထိပြင်ဆင်ထားခဲ့တယ်လဲဆိုတဲ့တဲ့ဆော့ပါတင်ဆက်ပေးမှာဖြစ်ပါရှင်မြန်မာနိုင်ငံမှာနှစ်ပေါင်း186နှစ်တာအတွင်းမှာအဆိုးအဆိုးဖြစ်ခဲ့တဲ့ငလင်ဘီတံကိုကြုံတွေ့ခန်းစားခဲ့ရဖြစ်ပါရင်အာဒါသိမြန်မာစစ်တပ်ကတပ်ပေါ်ဘီရန်ပုံငွေတကူပါထုတ်ယူသုံးဆွဲခဲ့တာကြောင့်ငလင်ဘီကိုတကယ်ကြုံတွေ့ရတဲ့ချိန်မှာအရေးပေါ်ကက်ဆယ်ရန်ပုံငွေတွေရှိမနေတော့ဘူးလို့သိရပါတယ်2019ခုနှစ်ကနေ2020ခုနှစ်အထိအဆိုးရအဖြစ်တာဝန်ယူခဲ့တဲ့ ဒေါ်ဆန်းစုကြည်အစိုးရလက်ထက်မှာမြန်မာနိုင်ငံရဲ့ဘေးအန္တရာယ်အမျိုးမျိုးကိုတုံ့ပြန်ဆောင်ရွက်နိုင်ဖို့နဲ့ထိခိုက်ဆုံးရှုံးနိုင်ရှည်လျှော့ချရည်အတွင်းစီမံချက်များစွာကိုရည်ဆွဲခဲ့ပြီးအရေးပေါ်ရန်ပုံမှုတွေလည်းထားရှိခဲ့ကြောင်းသိရှိရပါတယ်။တဘောဘီအန်ရဲ့ကြုံတွေ့ရခြင်းမှာအရေးပေါ်ကုညီကဲဆေးရည်တွေလှုပ်ဆောင်ဖို့ရဟရင်ငားရန်ခဲ့တဲ့ဒေါ်ဆန်စုကြည်ကိုအာနာသိမြန်မာစစ်တပ်ကအကြိပုံမှန်နဲ့ပါအမှုဖွင့်ဖွင့်လှစ်ခဲ့ပါတဲ့ကြောင်းသိရပါတယ်။ ဘေးအန္တရာယ်ရင်ဆိုင်တောက်ပြန်နိုင်စွာတည်ဆောက်ခြင်းဟာရွေးချယ်စရာတစ်ခုအနေဖြင့်လှုပ်ဆောင်ရမယ့်ကိစ္စရမှာဟုတ်ပဲနဲ့မဖြစ်မနေဆောင်ရွက်ရမယ့်လုပ်ငန်းတစ်ခုဖြစ်ပါရင်အတိတ်ကဏ္ဍတွေကြုံတွေ့ခဲ့ရတဲ့ဘေးအန္တရာယ်များဟာခက်ခက်ခဲခဲကြိုးပမ်းတည်ဆောက်ထားရတော့ဖွံ့ဖြိုးတိုးတက်မှုများအပေါ်တွင်ကြီးမားများပြားတဲ့အထိခက်နစ်နာဆုံးရှုံးမှုများဖြစ်ပွားစေနိုင်ကြောင်းကိုအထင်သာမျှတလျက်ရှိနေတာဖြစ်ပါရင်အမျိုးသားသဘောဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအနေဖြင့်မြန်မာနိုင်ငံဘေးအန္တရာယ်ကြောင့်ထိခက်ဆုံးရှုံးနိုင်ရှိလျှော့ချရေးလုပ်ငန်းစီမံချက်2018ကိုရေးဆွဲခဲ့၍ကျမတို့အနိုင် ငံကိုဘေးအန္တရာယ်အမျိုးမျိုးမှရင်ဆိုင်တုတ်ပြန်နိုင်စွမ်းရှိအောင်ဆောင်ရွက်ရတွင်လက်တွေ့လျှောက်လှမ်းရမယ့်လမ်းကြောင်းကိုဖော်ဆောင်ပေးနိုင်တဲ့အတွက်လည်းများစွာဝမ်းမြောက်အကူအညီမိပါတယ်။ကျွန်မတို့မြန်မာနိုင်ငံရဲ့ဘေးမကြောရွံ့ဟာကျွန်မတို့ရဲ့ပြည်သူများအတွေ့အစည်းအဝေးချက်အကောင့်ချက်ဖော်ရတွင်ပြည်သူများရဲ့အရေးပါတဲ့အခက်အခဲတွေကိုအထူးတလဲပင်ဖော်ညွှန်းနေရလို့အမေမထင်ပါဘူး။ကျွန်မတို့မြန်မာနိုင်ငံကိုဘေးအန္တရာယ်များမှအမှန်တကယ်ရင်ဆိုင်တုတ်ပြန်နိုင်စွမ်းရှိလာစေရအတွက်အမျိုးသားတပ်ဖွဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနဲ့အားလုံးအထူးတကားလက်တွဲပူးပေါင်းဆောင်ရွက်ပေးကြရန်တိုက်တွန်းမှ ကြအပါရင်လို့နိုင်ငံတော်ချက်ဖင်ကပုဂ္ဂိုလ်ချောဆဆူချီဟာမြန်မာနိုင်ငံ BNDA ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ရှိရှော့ချရေးလုပ်ငန်းစစ်စီမံချက်2019ရဲ့ဥပဒေမှာရေးသားခဲ့ဖူတာဖြစ်ပါတယ်။အကြောင်းတစ်ဆက်ပြမို့ကျွန်မပဲကြားနာကိုပြပါရှင်။